အဲရေးပြီးတော့음အန်တီစကဝါဒီလီမြင့်ဒီဆိုထားတယ်ဟော့တော့ဆိုတဲ့တခြင်းလေး ਨੇ ပါဝင်ပြောဖြည့်တင်ဆက်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါမြန်မာစတာတရှိနေတဲ့ပြည်သက်များအတွင်းရှင်တိုက်ရိုက်ထုံတွင်တင်ဆက်နေတာဖြစ်ပါတယ်မြန်မာလေးရဲ့ဒီဆိုရှင်ပြိုင်မှုတွေပေါ်မှာအောက်မှာမှတ်ချက်လေးပြီးပေးထားရင်းနဲ့မြန်မာလေးရဲ့နာမည်လေး comment ပေးပြီးစီလိုပါတယ် share လေး share ပြီးစီလိုပါတယ်ဆို fighting ကျေးဇူးတင်ပါတယ်ကျေးဇူးပါ so so ma so so te ge ti ti ma ti ti te ja mi ti ma lai te te ge so so ma so so te ge ti ti ma ti ti te ja mi ti ma lai te ti de ja ma pa wen nue mya ma ro te de ma se te se kwe be dio ma be kwe se kwa You're shrink ဲ့ရှင်ဒါလေးရတာပဲလားညီမလေးသူမမလုပ်ခင်ကွာအရင်တော့ဆိုပြီးတော့လုပ်လိုက်ပါပြီဆိုတော့ရမဝိုင်းလားစင်ပြေပါတယ်စင်ပြေပါတယ် okay ဆိုတော့ညီမလေးရဲ့တိဆိုရှင်ပြိုင်ဖျော်ပြမှုမှာဒိန်သူကြီးမင်းနေရဲ့ကောမန့်အမတို့ကမနာထောင်ကိုကိုကိုကတော့ဘလောက်ထိစိတ်ကျေနပ်မှုရှိလဲ အများကြီးစူးစမ်းထားပါတယ်အများကြီးစူးစမ်းထားပါတယ်ကျွန်တော်ပြိသက်တရားလေးချစ်စရာလေးဆိုရယ် comment တွေတွေ့ရတယ်ဒီနေ့ကျတော့အရင်လိုမျိုးလုံးဝအမိုက်စားဆိုရတဲ့ချစ်စရာပုံစံလေးကိုမြန်မာမလေးပုံစံလေးကိုသွားထားတာတွေ့ပါတယ်ဆိုတော့အရင်ခုံစွာနဲ့အတိုင်းသူကြီးမင်းများရဲ့အမှတ်ချက်များကိုလည်းကြားပြရစီရှင်ဆိုဖီယာကျေးဇူးပါဒီရိုးရာပုံစံကိုတကယ်ပေါ်လွင်အောင်တမီးလေးလှုပ်သွားနိုင်တယ်ပြီးတော့ဆိုဖီယာမှာဘာရှိလဲဆိုတော့ကိုလှုပ်ရမယ့်ဇက်ရုပ်ကို တခုမှာပေါ်ဝတ်တန်တန်မလုတ်တာကိုသတိထားမိရနော်ပွဲစကြတဲ့အဲဟိုဘက် dancing ပတ်သက်ပြီးတော့ဒီဟိုအနောက်တိုင်းတချင်းနေနဲ့ကတော့လည်းမလျော့ခဲ့ဘူးအခုဒီမြန်မာတန်လေးကိုစိုးပြီးတော့ကတဲ့ခါကျတော့ပထမတော့နည်းနည်းတော့စိုးရင်မိတာပေါ့နော်ဘာလို့ဆိုတမီးတော့ပိုးတချင်းနေစိုးတာများတဲ့ခါကျတော့အဲ့ဒါစိုးတာအစင်ပြေတယ်တော်တော်လေးစင်အဲ့ဒီအပြင်အကလေးပါတော်တော်လေးကိုညင်ညာလှလှပပကသွားတာကိုတွေ့လိုက်ရတယ်နော်တမီး အဓိကပြောချင်တာတမီးကကိုချရာဇယက်ကိုပြပြအောင်ကနိုင်တဲ့မင်းသမီးတက်လက်ပါပဲလို့နော်ကျေးဇူးတင်ပါတယ်ဆရာတမီးလေးရဲ့စကားတောင်လေးရာလေးချက်လိုက်တာအဲဒါကိုတုံရောရှင်ဆိုတာလေချက်စရာလေးမပြပေမဲ့ချက်ဖို့ကောင်းတယ်နော်အဲ့ဒါလေးကိုချင်ငယ် notice ဖြစ်မိတယ်အာတမီးဒီလိုလေး ပမာဆက်ဆံလေးဝတ်လိုက်တော့လေနှမျိုးလာတော့အကစားပုံလေးပါအောင်လေနော်ဂျာမို့တမီးဆိုးတဲ့အခါမှာလဲမမောမပတ်မင်းနဲ့လွယ်လွယ်ကူကူဆုံနိုင်တယ်စတမနောကောင်းတယ်အဲတမီးကပေးမယ်လဲမောတာမပါဘူးဆိုတာတမီးအကစားလုပ်တဲ့အကျိုးဂျီစုပေါ့နော်အဲတမီးလုတ်သွားတာလေးကတေးဥဆောင်သွားတာလေးဆိုရလေးဒါလေလူတွေကိုစိတ်ဝင်စားဖွယ်ကအောင်ချစ်စရာကအောင်လှုပ်ဆောင်နိုင်တဲ့ချင်းရဲ့တမီးလေးပါပဲအဲ JK နဲ့ပတ်သက်ပြီးတော့အကိုပြောချင်တဲ့အကြောင်းအရာက အဲပြီးခဲ့တဲ့ဘက်ကအဖြူနဲ့ပဲတခြင်းနဲ့ပတ်သက်ပြီးတော့အကိုတို့ရဲ့ဝေဖန်ထောက်ပြမှုအပေါ်မှာ JK ကပြောင်းလဲဖို့ကြိုးစားတယ်နော်အစကအဲတယောက်တည်းပဲအကအတန်ဦးစားပေးပြီးတော့ကိုကဖြောပြတော့မယ်ဆိုတဲ့အခါကျတော့အကိုကပြောချင်တာဒီမှာရှိတဲ့ညီငယ်ညီမငယ်အားလုံးရှိနေချိန်မှာကိုကပြန်ပြီးတော့ပြောချင်တာကကိုယ့်ရဲ့ identity နဲ့နောက်ပြီးတော့ကိုကိုအများကမြင်နေတဲ့ပုံစံမျိုးကိုဘယ်တော့မှပြောင်းလဲဖို့မကြိုးစားပါနဲ့ ်ကိုပြောချင်တာလေသိလားနိုင်ငံတကာမှာရှိတဲ့အစိုးရတွေအကုန်လုံးကလည်းဘလောက်ပဲပေါ်ပူလာဖြစ်တဲ့ trend တွေပေါ်ပဲပေါ်လာပါစေသူတို့ကသူတို့လောက်ရမဲ့သူတို့ရဲ့ဝစ်စားစင်မှုသူတို့ဖန်တီးတဲ့ music သူတို့ရဲ့အတန်နဲ့ပတ်သက်ပြီးတော့သူတို့ကဘယ်တော့မှမပြောင်းလဲကြအောင်ဘာလို့လဲဆိုတော့သူတို့မှာ fan base ရှိတယ်အဲ့ base ကလည်းပြောင်းလဲတာကိုကြိုက်ကြမှာမဟုတ်ဘူးအဲ့ဒါတွေအားလုံးထက်အရေးကြီးတာကအစိုးရတယောက်ဖြစ်လာမယ်ဆိုလို့ရှိရင်အမှုပညာရှင်တယောက်ဖြစ်လာမယ်ဆိုလို့ရှိရင်ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ကိုဖန်တီးမဲ့အမှုပညာအပေါ်မှာအမြဲတမ်းသစ္စာရှိဖို့လိုတာနောက်တစ်ချက်က တကယ်ကိုအံ့ဩရပါတယ်မြန်မာလေးရဲ့ talent အတွက်ပါဘာလို့အံ့ဩရလဲဆိုတဲ့အခါကျတော့အခုကမြန်မာအကနဲ့ပတ်သက်ပြီးတော့ sensitive ဖြစ်တဲ့သူ performance နဲ့ပတ်သက်ပြီးတော့ဘာကိုမြင်လဲဆိုတဲ့အခါကျတော့အစိုးရတွေကတချင်းဆိုတဲ့အခါမှာ mic ကိုနားကနေတွေ့ထားတဲ့ mic တရှိရလေနော်တချို့ကျတော့လက်မှာကန်ထားတယ် hand mic ရှိတယ်အဲ့လိုနှမျိုးနဲ့ဖြော်ပြတင်ဆက်တာရှိတယ်အကကတဲ့အခါမှာဒါမြန်မာအကမဟုတ်လို့မြန်မာလေးကဒီ hand mic နဲ့ကင်ပြီးတော့ကတယ်ဆိုတာကိုအကိုခံစားဖြစ်တယ်ဟိုကမှာပဲလीနော်အဲ့ဒီမှာဘာမြင်လဲဆိုတဲ့အခါကျတော့ကကွက်တိုင်းရဲ့အဆုံးမှာ ညီမလေးကအဲ့ဒီမိုက်ကိုဟန်တယ်ကိုညင်ညီပြီးတော့တဲသွားပြီးတော့အဲ့ကကွက်လည်းမပြတ်ဘူးတချင်းဆိုတဲ့ intro ပြန်ဝင်တဲ့အချိန်မျိုးမှာလည်းအရန်ကိုတက်ရက်နေတော့အကိုတွေ့ရတယ်။ကကွက်နဲ့တချင်းဆိုတဲ့အပိုင်းတွေကိုပြပြရီလုတ်တယ်ဆိုတာတကယ်တော့မလွယ်ဘူး။မြန်မာကပို့ပြီးတော့ခတ်တယ်။လက်ရဲ့အချူကကွက်ဟန်တွေကတိတ်ကိုခတ်တဲ့အဖို့မှာဒီဘိုင်းကိုလှလှပပညီမလေးကလုတ်သွားတဲ့အပိုင်းကတကယ်ဆရာကြပါရဲ့။ညီမလေး အခုမြန်မာစတားမှာတွေ့ရတဲ့မြန်မာလေးရဲ့အရှိအသွေးကမြန်မာစတားကိုအများကြီးဂုဏ်သက်စေပါတယ်ကျေးဇူးများကြီးပဲတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာ